ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာအခုမနေ့ထပ်ပြီးတော့အတိတ်ပဲရှိတဲ့ဇကားလေးတွေထပ်ပြီးတော့တင်ပြပေးဦးမယ်စက်ပြိုးရင်းနဲ့ပတ်သက်လာရင်ကျွန်တော်ဟိုးဟိုးအရင်၄နှစ်လောက်တည်းကပြောဘူးတယ်ပြောလို့မကုန်ဘူးဆိုတာလေကျွန်တော်တင်ပြထားတယ်အဲ့တော့စက်ပြိုးရင်းနဲ့ပတ်သက်လာရင်ပြောစရာတွေကမကုန်ဘူးအဲ့တော့ဒါလေးကိုကျွန်တော်အတိတ်ပဲရှိတဲ့စကားလုံးတွေကြီးပဲကျွန်တော် တောက်လျှောက်တင်ပြပေးတာလေအဲ့ပုံမှာတိုင်းနီတဲ့တဲ့လူတွေရှိတယ်နားလဲသဘောပေါက်တဲ့လူတွေရှိတယ်အချို့ကြတော့လေဘာမှနားမလဲသဘောမပေါက်တဲ့လူတွေကြတော့လေကျွန်တော်တို့ပြောရတာတော်တော်ခက်တယ်ပေါ့နော်အဲ့တော့မင်းကပုသက်ချေဖြန်းတဲ့အကြောင်းလေးကိုတင်ပြပေးတယ်ဘာအုပ်စုကိုဖြန်းရင်ဘယ်လိုလောက်နေညာအုပ်စုကိုဖြန်းရင်ဘယ်လိုလောက်နေဆိုတာနော် အနံထွက်တဲ့အချိန်မှာဖြန်းရင်နော်ပန်းမွေးနေကြွေကြတဲ့အဖြင်းနေဖြစ်တယ်တဲ့အဲ့အုပ်စုယူလာခဲ့ပါအဲ့ပုတ်သက်စီကျွန်တော်ရှိကိုပေးပါမြမပီမာမှတ်ပုံတင်ထားတဲ့ပုတ်သက်စီပဲဖြစ်ရမယ်နော်မြမပီမာမှတ်ပုံတင်ထားတဲ့ပုတ်သက်စီကိုပေးပါကျွန်တော်ဖြန်းပြပေးပါမယ်နော်မလောင်ပါဘူးနော်မလောင်ပါဘူးအဲ့တော့ကျွန်တော်ဖြန်းခိုင်းတဲ့အချိန်ကလည်းနော်ကျွန်တော်တို့တဏ္ဍာစနှဏ္ဍာစ ဆထွက်တဲ့ချိန်မှာပုတ်သက်စီကိုကြိုပြီးဖြန်းလာမယ်ဆိုရင်တဏ္ဏစနှစ်နံစထွက်တဲ့အချိန်အောက်ကဘက်ကြီးနေတဲ့အချိန်နော်ကျွန်တော်တို့အနှံ့ကြီးတွေအားနေတဲ့အချိန်မှာကျွန်တော်တို့ကြောဝင်ဖြန်းလိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီလိုအနှံထွက်ချိန်နဲ့ရောက်လို့ရောက်တော့တပတ်လောက်ဆိုဒီလိုအနှံဆုံသွားပြီအဲ့တော့ကျွန်တော်တို့ကပုတ်သက်စီကသူ့ရဲ့အနှံ့သူ့ရဲ့ဓာတ်တွေအားရှိတဲ့လောက်ရှိထားတယ် အဲ့တော့တဏ္ဍသနဏ္ဍသထွက်တဲ့အချိန်မှာပုဒ္ဒကြီးတကြောဝင်ဖြန့်ပြီးပါလူဝင်ရတာလည်းကောင်းတယ်နော်တဏ္ဍသနဏ္ဍသပဲထွက်တဲ့ကသဘာတုဒီတိတ်ပြီးတော့ဒူးတယ်မရှိသေးတဲ့အတွက်အနှံနေမငိုက်သေးတဲ့အတွက်လူဝင်ရတာကောင်းတယ်နော်အနှံနေငိုက်ခံမှတာအီထူပလိန်ဖြစ်ခံမှဝင်မယ်ဆိုရင်နော်ကျွန်တော်တို့သဘာတွေတက်နေမိတယ်လူဝင်လို့မကောင်းဘူးအဲ့တော့ပုဒ္ဒစီဒီ ဖျန်းရမယ်အချိန်ကြီးလည်းပထမကျွန်တော်ပြော့ပြီးပါတယ်နော်အဲ့တော့သဘောပေါက်တဲ့လူတွေပေါက်အခုလိုမနေ့ဖက်ဖျန်းမယ်ဆိုရင်ဟာဒီအပေါ်မှာနှင်းနေပြီးဆူရွှဲနေတာပဲနော်အဲ့တော့နှင်းကွဲမှာဖျန်းပါသဘာရွက်6မှာဖျန်းပါသဘာရွက်ဒီဘယ်ချိန်မှ6မလဲဆိုရင်နော်နာယူကြည့်ထားပါ9နာရီခွဲ10နာရီလောက်မှာသဘာရွက်6တယ်အဲ့ချိန်ကျမှဖျန်းရင်ပုတ်တက်စီကြီးကော်ရီထဲ့တရာမလိုဘူး တခါတည်းအရွက်ကိုကတ်သွားတယ်အရွက်ကိုကတ်သွားတဲ့အတွက်အဲ့ဒီအနံ့နဲ့အဲ့ဒီမှာပိုးတက်ကိုတက်စီဓာတ်ရှိတဲ့အတွက်တပတ်လောက်ဒီနော်ကျွန်တော်တို့ကြံနေပိုးကဝေမကတ်နိုင်တော့အခါကျတော့တဏ္ဍာနှဏ္ဍာကထွက်တဲ့အချိန်လည်းဖြစ်နေတဲ့အခါကျနောက်တပတ်လောက်ကြာတာနဲ့ဟာဒီအနံ့ကြီးဒီတော်တော်လေးကိုပြိုင်သွားမြိုင်သွားပြီးအထွက်ဆုံသွားပြီအဲ့ကြတော့ကျွန်တော်ကပိုးကိုကောက်ွယ်ပြီးသားဖြစ်သွားတယ်နော်အဲ့တော့ကျွန်တော်ဒီ ပုတ်သက်စီကိုကိုင်းလာလားဓနမာပန်းစိုက်တဲ့လူကိုမေးကြည့်ပါဓနမာပန်း23နှစ်စိုက်တယ်ဆိုရင်ပုတ်သက်စီရွဖြန်းသေးမှုသေးတွေဟာဘလောက်ကိုင်းရလဲဆိုတော့ဓနမာပန်းစိုက်တဲ့လူတွေမေးကြည့်လိုက်ပြီးအဲ့တော့ကျွန်တော်ဒီဓနမာပန်း23နှစ်ကိုနှီးမိုးဆောင်စီးပွားပြည့်စိုက်တာအဲ့တော့ပြဿနာမျိုးစုံကိုအမျိုးမျိုးရင်ဆိုင်ခဲ့ပြီးပြီเนาะအဲ့ကြောင့်မလို့เนาะ အညှင်းကိုကြည့်ပြီးတော့ယော့ဒီစေးဖြန်ယော့ဒါလုတ်ဆိုတာအဲ့ဒါအညှင်းကြည့်ပြောနေတဲ့လူတွေကျွန်တော်တို့လို23နှစ်လုံးလို့အောက်မှာအတွေ့အကြုံတွေပုတ်သက်ပိုးနဲ့နပန်းလုံးလာတဲ့အတွေ့အကြုံတွေနော်မကောင်းတဲ့စီးတွေဖြန်းတဲ့အတွေ့အကြုံတွေကောင်းတဲ့စီးတွေဖြန်းတဲ့အတွေ့အကြုံတွေကနမာပန်းစိုက်တဲ့လူ23နှစ်လောက်စိုက်ထားတဲ့လူကိုလိုက်ပြီးတော့မေ့ကြည့်လိုက်သူတို့မှာဘလောက်ပုတ်သက်စီးနဲ့ ော်နဖမ်းလုံးပြီးတော့အတွေ့အကြုံတွေရှိထားလဲဆိုတာကိုဓမ္မပန်းစိုက်တဲ့လူကကောင်းကောင်းသိစဘာဆိုတာကစဘာတရားဒီမှာစီလီ3လေးချိန်လောက်ဖြန်းရတာနော်ကုသစီလီ3လေးချိန်လောက်ကန်ရတာဓမ္မပန်းစိုက်တဲ့လူကကုသစီဘုံကိုကြောကုန်းအောင်ချာနော်တန်ကင်းညာလှဲ့ဖြန်းနေရအဲ့တော့ဒါလေးပြောရင်ပို့ပြီးရှည်သွားမှာဆိုလို့အဲ့တော့ပုသက်စီဖြန်းတဲ့အချိန်ကြီး မနေ့ကိုကွယ်ဆယ်နိုင်လောက်မှစပြန်ပါညနေ9နာရီလောက်ဆိုရက်တော့ဘာကြောင့်လဲအခုလိုအချိန်မှာအရွက်တွေဒီအပေါ်မှာရေတွေကတီးနေတာပဲပုတ္တစီဖြန်းလိုက်တာနဲ့အရွက်မှာမကတ်ဖဲနဲ့ရေတွေဒီအောက်လျှော့ကြပါတယ်ပုတ္တစီဒီရေတွေကသာကျသွားတယ်ကျွန်တော်တို့အရွက်ကိုမကတ်တဲ့တွေပြောကျင်တာတော့ထိအောင်မှုမရှိတော့ဘူးနော်ပိုးကလာနာတဲ့အခါအနှံလည်းမရှိဘူးခုနကတည်စီတိုင်ရဲ့ဓာတ်လည်းမရှိတဲ့အတွက်ပိုးဒီနော် တရနှစ်ကြာတော့လည်းပြန်ကတ်ထားတယ်အဲ့တော့ပုတ္တစီအကြောင်းလည်းပြီးပါတယ်မှုတ္တစီအကြောင်းလည်းပြီးပါတယ်ဒါပဲနဲ့အဲ့ထဲမှာဘာ AI ဘာဓာတ်တွေပါတယ်ဆိုတော့ကျွန်တော်မသိဘူးအဲ့ AI AI ဘာဓာတ်တွေပါတယ်ဆိုတော့သိတဲ့လူတွေကိုလည်းကျွန်တော်ကပြုံးတယ်နော်ပြုံးတယ်နော်ဘာကြောင့်လဲစာရတာသိတာအဲ့ဒီစီးကိုသူတို့ဖော်ဆက်တဲ့နေရာမှာမရှိဘူးနော်အဲ့စီးကသူ့အညာထုတ်တာမဟုတ်ဘူးဆိုလိုချင်တာက သူ့အရာထုတ်တာလည်းမဟုတ်ဘူးစာရွက်အတိုင်းကြည့်ကြည့်ပြီးဒီမနိုင်ငံလာတဲ့ဟာကိုဗာဒတ်တွေပါတယ်ဘယ်ချိန်မှဖျန်းဘလောက်ပဲထည့်လို့ပြောလိုက်ဟာတကယ်ထည့်ဖျန်းလိုက်လို့တောင်သူကသာကောင်းတယ်မကောင်းဘူးဆိုတဲ့အကျိုးကိုပဲခံစားရနော်အဲ့တော့ကျွန်တော်တို့မြေတက်ချီတွေရှိတယ်ရော့ဒီမြေတက်ချီတက်လိုက်မတည်တဲ့အကျိုးကကျွန်တော်တို့တောင်သူပဲတည်တဲ့အကျိုးကလည်းကျွန်တော်တို့တောင်သူပဲခံရတယ်နော်အဲ့ပုဒ်တက်ချီအဲ့မြေတက်ချီဖျန်းလိုက်လို့တလားတလားတလားခွဲလောက် နော်မြက်တက်စီလောင်ပြီးတော့ဝါပြီးမထတာလေအဲ့တောင်သူပဲခံစားရတာနော်ဒါ၄ပြောရင်ရှုပ်ကုန်မှာသူတို့ကျွန်တော်မပြောတာအဲ့တော့ကျွန်တော်ပြောနေတဲ့ဘက်ဒီအကောင်းဘက်ကိုသွားပြီးဥတည်ပြီးပြောပြီးကိုယ့်ရဲ့တောင်သူလေးကောင်းပါသေးနော်နားမလဲလားလေးတို့နားလဲအောင်ကျွန်တော်ဒီဘက်ကိုနော်ကျွန်တော်အတီလေးနဲ့ကျွန်တော်ရှောင်ဖယ်ပြီးပြောလာတာအဲ့တော့ကျွန်တော်လူတောင်သူကျွန်တော်လူပြောပြနိုင်တဲ့တောင်သူတွေများများပေါ်ပေါက်ပါသေးနော် ဒေတော်ညာလေးဒုနကလိုနော်တေချာကိုချပြနိုင်တဲ့ဒုညာညာများပေါ်ပါသေးတယ်။အဲ့တော့ဒီစဘာဒီဒါကျွန်တော် RD85 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 ဒီစဘာအနံရလှတယ်နော်စဘာအနံရလှတယ်ယောဂကြကြတယ်ယောဂကြကြတယ် BNN လိုတက်တိမကောင်းအနံလှတယ်နော်တင်းရီပုံနိုင်တယ်တင်းရီကောင်းတယ်နော်ကျွန်တော်တို့ မြေကြီးမကောင်းတဲ့လေဒီမှာတဲဆန်တဲ့လေဒီမှာဒီလေဒီတားတဲဆန်တာတဲဆန်တဲ့လေဒီဒီမှာနော်ယောဂကြကြင်နော်ယောဂဘလို့ကြကြင်တာလဲဒီမှာကျွန်တော်ပြမယ်ဒါမို့ RD 85ဒီကဘာအနှံလှတယ်တဲဆန်တဲ့လေဒီမှာယောဂနည်းနည်းကြကြင်နော်ဒီမှာကျွန်တော်တို့အလိုလေးတွေဖြည့်ပြီးတော့အနှံနေမထွက်ချင်းအဲ့တော့ဟိုဘက်တကြောကတော့တော်တော်ကောင်းနေဒီဘက်မှာကျွန်တော်တို့တော့တဲကုန်းတိုင်းကတဲကုန်းအဲ့တော့တဲ တဲခုံကြီးဖြစ်တဲ့အတွက်အောက်မှာမြေရောသာဓာတ်တွေမရှိတဲ့အခါကျတော့ကဘာရဲ့အနှံနေမှာအပင်လုတ်တဲ့ခါရင်မှာယောဂါတွေကလည်းအဲ့လိုလိုက်ဝင်တတ်တယ်အဲ့တော့ယောဂါဒီမြေကြီးကလာလာပါမြေကြီးမှာအစာအဟာရအဟာဓာတ်တွေမရှိဘူးဆိုရင်ယောဂါဒီပိုရေးကြလွယ်တယ်မြေကြီးမှာအစာအဟာဓာတ်ရှိရင်တက်တာသေးတယ်သို့တော်လေနှစ်တီကြားလာလို့ထဲလန်းနေလန်းချင်းမလုတ်ဘူးဆိုရင် အဲ့ဒီမှာဆန်းကန်စင်ဆွဲပြီးတော့မှုယောဂါကြီးငယ်တင်ကနေကြီးတဲ့ထင်ကြီးပြတယ်ဒီလိုတဲကြောတွေကထဲလန်းနေလန်းထားတော့ညာလေးရေကြီးကတအားကြီးဆိုးနေတဲ့အတွက်မျောတာမရှိတဲ့အတွက်နော်မျောတာမရှိတဲ့အတွက်ကွက်ကွက်ပြီးတော့အဲ့လိုလေးတွေကျွန်တော်တို့ဟိုထိုင်ကျင်နေပေါ့နော်တွေ့တွေ့ပြီးယောဂါကြကျင်နေအဲ့တော့ RD85 ဒီနော်မိုးအချိန်မှာထည့်ရင်တတိထားရမယ်ပြီးခဲ့တဲ့မိုးမှာ เนาะပြီးခဲ့တဲ့မိုးမှာထည့်လိုက်တဲ့အခါမှာ तू ကတော့ဒီမနိုင်ငံကလာတဲ့ကြက်တစ်စိမ့်နဲ့လာလာ तू ကကြက်ဖတစ်စိမ့်နဲ့လာလာအဲ့တစ်စိမ့်နဲ့လာတဲ့အခါကျတော့သူတို့ကျဲကင်းလုပ်တဲ့အခါမှာယောဂကြခြင်းမရှိဘူးသို့တော်ညာလဲအနှံထွက်တဲ့အခါမှာမှုသီးလေးတွေเนาะတဏ္ဏစနှဏ္ဏစကျွန်တော်တွေ့အော်ဒီမှုသီးကတော့မိုးရမိုးရသည်မလို့ဖြစ်တာပဲຫນွေကြရင်တော့ ထယ်လန်နေလန်းကြီးနေလို့ရင်တော့ပျောက်မှာပဲဆိုပြီးတော့ကျွန်တော်ဒါကို RD80 ဖက်ကိုကျွန်တော်နည်းနည်းလေးပဲထည့်ထားတယ်ကျွန်တော်အဲ3-4ရေကလောက်ပဲရှိเนาะကျွန်တော်ထည့်ထားတာเนาะအဲ့တော့3-4ရေကလောက်ငါပြန်ပြီးဆန့်ဆိုင်မှာအဲ့တော့ကျွန်တော်တို့ပြောချင်တာကတော့ BNN BNN 95ရဲ့တဘာလီတတိကောင်းတယ်เนาะအဲ့တဘာကိုတူးလို့ဘယ်တဘာမှမမီဘူးဒါကျွန်တော်မြင်တာပေါ့เนาะဘျော်ထုံးအသက်ကြီးတဲ့အထက်မှာကျွန်တော်တို့မနစ်ကတွေ့ရတာဘျော်ထုံး ျော်ထွန်းဒီတော်တော်ယောဂတန်ကိုခံနိုင်တယ်နော်ဘတ်စမာဒီဒီမှာဘတ်စမာဒီကတော့ဒီဥစ္စာတောက်လျှောက်ပဲအဲ့တော့ဘတ်စမာဒီကတော့ရွေရည်နဲ့တင့်နေမိုးရည်မှမိုးလွန်းမှတော့ဘတ်စမာဒီဆထွက်ကြတာအဲ့ဒီတောက်လျှောက်ကဘတ်စမာဒီအဲ့တော့ဘတ်စမာဒီကတော့ဆပြီးထွက်ခါတာနော်အဲဒီကောင်ကဒီကောင်ကလည်းမျောတာမကောင်ဓာကြီးကတဲခုံတဲကြောကြီးအဲ့တော့ကျွန်တော်ဒီနေ့ဒီတဲကြောကြီးကိုကျွန်တော်ကြက်ချီးတွေတိုက်ထားတယ် เนาะအခုဆိုရင်ဒခြင်းဒခြင်းခွဲကားနဲ့အစီအဲ14ဒီလောက်ရောက်နေပြီเนาะဒခြင်းခွဲကားနဲ့14ဒီလောက်ရောက်နေပြီဒါတွေကိုကျွန်တော်ဒီဘက်မှာကျွန်တော်ဒီတဲကြောတွေကိုကျွန်တော်အဲ့ကြက်ချီးတွေကိုငန်းတိုက်ပြီးတော့ကျွန်တော်တေကပြီးပြီးနှေးကပြီးပြီးတုံးကပြီးပြီးပြီးတဲ့လောက်ပတ်မှာအဲ့ကြက်ချီးတွေကျွန်တော်ကြက်ချံတွေဝယ်ပြီးတော့ကြက်ချီးတွေကိုအခုຫນွေကိုဒီစပားရိတ်ပြီးရင် ငန်းတိုက်ပြီးပက်မယ်ပက်ပြီးငန်းတိုက်ပြီးမပက်ခင်မှာကောက်ဦးတွေကိုမိရှို့မယ်ဒီတပားရိပ်ပြီးကောက်ဦးတွေကိုဖြန့်မယ်ရိတ်ချွေအချွေးတွေကိုဖြန့်မယ်ဖြန့်ပြီးမိရှို့မယ်မိရှို့ပြီးရတဲ့ကြက်ချီးတွေကိုငန်းတိုက်ပြီးကျွန်တော်တို့ကားနဲ့ချမယ်ချပြီးရတဲ့အခါတည်းပက်အခါတည်းညီညီစပားပက်နေကပက်မယ်ပက်ပြီးရတဲ့ထဲပြန်လှန်ပြီးတော့အဲ့ဒီကြက်ချီးရောခုနပြာရောကိုပြန်ပြီးတော့ထဲလှန်ပြီးအုပ်ခဲ့မယ်နော်ဒါဒီနေ့ကျွန်တော်အခုနေမှာလုံးမဲ့အစီအစဉ်ဒါမဲ့မိုးရွာဒီမှာ เนาะရေမလာခင်မှာကျွန်တော်ကြိုတင်ပြီးလုံးမဲ့အစီအစဉ်အဲ့ဒါလေးကိုတင်ပြရင်းနဲ့အားလုံးပဲကျမ်းမှာချမ်းသာကြပါသည်